မင်္ဂလာပါရှင်စက်တင်ဘာလ18ရက်နေ့ဖြစ်ပါတယ်။အင်းဟိုဖင်လန်မောင်လေးမောင်မောင်ပေါ့နော်။အင်းလူလူအကြိုက်တွေလူဘိန်းအကြိုက်တွေပြောပြီးတော့ဟိုပွဲစုအောင်မလုပ်ပါနဲ့ကျမလေ။ပြည်တွင်းကလူတယောက်နေနဲ့တောင်းပန်ပါတယ်။ဘာလဲဆိုတော့ကျမတို့နိုင်ငံကမွေးရပါအခွင့်အရေးတွေကိုကာွယ်ပေးထားတယ်ရှင့်။မကာွယ်ဘူးဆိုတာမှားနေရမွေးရပါအခွင့်အရေးတွေကာွယ်ပေးထားတယ်။ ဘယ်လိုကာကွယ်လဲဆိုတော့ကျမတို့နိုင်ငံမှာဘိုက်ကြီးတယ်ဒီဘိုက် ဖြက်ကလေးဖြတ်ချလို့မရဘူးလေဘိုက်ကြီးတယ်ကလေးဖြတ်ချတယ်ဆိုရင်အဲအဲ့ဖြတ်ချတဲ့လူရောဟိုဖြတ်ချတဲ့မအေရောဖြတ်ချပေးတဲ့လူရောဟိုပါတရားစွဲလို့ရအောင်ဘိုက်သေးရကလေးရစကာကွယ်ပေးထားတယ်အဲ့တော့လူတွေအကြိုက်ပေါ့အခုစစ်မှုထမ်းဥပဒေပြဿနာဖြစ်နေတယ်ဒါကအောက်ကအုပ်ကြီးတွေလောက်တာလေ ဥမဲအောင်လိုင်းဥမဲအောင်လိုင်းတက်တက်ပြီးတော့ပြောနေမလားအောက်ကအုပ်ကြီးတွေလုတ်တဲ့ကိစ္စအဲ့တော့တချို့နေရာတွေမှာမတရားမှုတွေရှိနေတယ်ဒါပေမဲ့နိုင်ငံနဲ့ချီပြီးပြောလို့တော့မရဘူးရှင်နော်ကျမတို့နိုင်ငံကလူအခွင့်အရေးဆုံးရှုံးနေတယ်ရှင်ပြောသလိုမဟုတ်ပါဘူးကျိုးနိုင်ငံရဲ့ဥပဒေကမွေးကင်းစကလေးမမွေးကင်းရစတာမဟုတ်ဘိုက်ထဲကကလေးရအစာကာကွယ်ပေးထားတယ်ကျမတို့အကုန်လုံးကိုကာကွယ်ပေးထားတယ်သူ့နေရာမှာသူဥပဒေတိုင်းရှိပြီးသား အော်လူခွင့်ရေးဆုံးရှုံးနေတယ်ပေးစရာရှိတဲ့ခွင့်ရေးကြမပွေးဘူးပေါ့ violet ကိစ္စပေါ့အော်အခွင့်ရေးအညီဒီဖျားဗုဒ္ဓသာသနာကိစ္စမီးဆိုတဲ့တချင်းကိုဆိုတာလူခွင့်ရေးဆုံးရှုံးတလားသူတို့နေတဲ့ထိုင်တဲ့ကလပ်မှာကြိုက်တာလောက်ခွင့်ရလို့ရှင်ကျမတို့ရဲ့ကာချာလေလိုတယ်လေကျမတို့ရဲ့ရိုးရရင်ကျေးမှုဆိုတာရှိတယ်လေကာချာကိုထိလို့မရဘူးလေအဲ့ဒီအတွက်ကိုဖမ်းတာ 905ကတ်တယ်ဆိုလဲ905အခုပုံမှာမဟုတ်ဘူးရှင့်အရင်905ကတ်ထားတဲ့ပုံမှန်မှာအာမခံအမှုနဲ့လွတ်ထားတဲ့အတွက်အခုဟာထက်ဖြစ်တဲ့အမှုထက်ဖြစ်တဲ့ခါကျတော့905ကိုသူတို့ကစပြီးအာမခံလွတ်ခရေရနောင်တစ်ခုခုလုတ်ခဲ့သည်ရှိတော့အရှိရ905ကိုပြန်ဖမ်းပါမယ်ဆိုတဲ့ ရှိပြီးသားလက်မှတ်ထိုးထားတယ်လေသူတို့အဲ့တော့ရှင်ကလူတွေပြိတ္တတွေဘယ်လိုပြောမလဲလူငယ်တွေပွဲစုတဲ့ဟာကိုကြည့်ပြီးတော့ကျမတို့အစိုးရနဲ့ပြည်သူလူထုကိုတိုက်နေတဲ့ကိစ္စတွေကိုရက်တန်ကရက်တဲ့နေရှင်ရခိုင်ကိစ္စတွေတော့လည်းကျမတို့ကမပြောချင်လို့ဩသူလဲပေါ့ငါတို့နိုင်ငံအတွက်တနေ့ကနေပြောပြနေတဲ့လူပါလားဆိုတဲ့အဟာနဲ့ကျမမပြောတာတရင်အမားတွေမှာထုံလွတ်တာအများကြီးပဲ ကျမတို့ကပြည်တွင်းထဲမှာနေတဲ့လူတွေကျမတို့နိုင်ငံရဲ့ကိစ္စတွေကျမတို့အသိဆုံးပေါ့ရှင်အဲမောင်လေးပြောသလိုဆိုရင်ကျမတို့အစိုးရနဲ့ကျမတို့ပြည်သူလူထုတတ်တတ်လုံးမတည့်ဘူးမောင်လေးပြောနေတဲ့စကားတွေနားထောင်ပြီးတော့နော်တတ်တတ်လုံးမတည့်ဘူးလူခွေဆုံးရှုံးနေမပြောနဲ့အခုက optioning ကလာလေဒီ